မိမ့်မ၃မျိုးကြောင်းကျွန်တော်ပြောပြမယ်ဗျာနော်နံပါတ်၁ကိုင်းရံနဲ့တူတဲ့မိမ့်မနံပါတ်၂ပီကေနဲ့တူတဲ့မိမ့်မချွင်းကန်းပေါ့ဗျာနော်ချွင်းကန်းနဲ့တူတဲ့မိမ့်မနံပါတ်၃အုံးကက်စီနဲနဲ့တူတဲ့မိမ့်မအဲအဲ့ဒီမှာနံပါတ်၁ဖြစ်တဲ့ကိုင်းရံနဲ့တူတဲ့မိမ့်မကိုကျွန်တော်ပြောပြမယ်နော်ကိုင်းရံကိုစားပြီးလို့ရင်စားပြီးတဲ့သူတိုင်းကနော်မျိုးမချဘူးနော်မျိုးမချဘူးအဲ့ကိုင်းရံကိုထွေးထုတ်လိုက်တယ် နော်အဲ့ဒီမှာကျွန်တော်ဒီနိုင်ငံတွေကိုထွေးလိုက်ရင်နိုင်ငံတွေညစ်ပတ်သွားတယ်နော်ကျွန်တော်လမ်းမှာထွေးတယ်ကွန်ကရစ်လမ်းတွေမှာလည်းညစ်ပတ်တာတွေဟာလာကျွန်တော်ဒီလမ်းသွားလမ်းလာရင်လည်းကွန်ကရစ်ကွက်တွေနော်အများကြီးကျွန်တော်ကြုံခဲ့ပူပါတယ်နော်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်ဒီ900ကွက်ပေါ်ပေါ်ကျွန်တော်ဒီထွေးကန်ပေါ်ထွေးကန်ခွက်တဲ့ကိုထွေးချလိုက်လို့ရှင်လဲအဲ့ဒီထွေးကန်ကွက်ကိုသူများထွေးပြီးသားကွန်ကရစ်ကိုထွေးကန်ကိုကြည့်လို့ရှင်လဲဒါယွန်စရာတော်တော်ကောင်းတယ်ဗျနော် အဲ့ဒီပရမအမှုဒီကိုကိုယ်ရတဲ့တူတဲ့မိန်းမတွေကဟာလာအဲ့ဒီမှနေရက်မသွားဘူးသူကဟာလာယောက်ျားတယောက်ကမိန်းသူ့ကိုဘာသူ့ဘောဖြက်စီးလိုက်တယ်ဘောပြထားပါတော့အနှုတ်ငါယူမယ်ပြောပြီးတော့အယုံသွင်းပြီးတော့ပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်တမိသားဖြစ်ပြီးတော့လွန်ကျူးသွားတာပဲဖြစ်ဖြစ်အဲ့ဒီမှာဘဝကို तू ကအဲ့ဒီမှနေရက်မနေပဲနဲ့အခါကျ तू ကဘဝကိုအရွက်တိုက်တယ်အရွက်တိုက်ပြီးတော့နောက်ကြရင်လည်းထပ်တွဲတယ်နောက်ကြရင်ထပ်တွဲဒီလိုပဲဟာလာအဲ့နောက်ဆုံးဘာတွေဖြစ်လာလဲဆိုတော့ကြာ तू အတန်တွေထွက်လာတာကြိုက်ကုန်ဟိအောင်ရိုက်အိုက်စော်ကြီးကဘလို့ပဲဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့အတန်တွေထွက်လာပြီးတော့ ဟိုကြိုက်ကုန်းဘွားရောက်တယ်အဲကြိုက်ကုန်းဘွားကမှတစ်ဆင့်နောက်ပိုင်းဖော်ကဘွားအောင်တော့ရောက်ကျင်ရောက်သွားမယ်เนาะအဲဖော်ကဘွားကိုရောက်သွားပြီဆိုလို့ရှိရင်လေသူကเนาะဒီမှာနေရက်မနေဘူးဟုတ်လားဒီ HIV လို့ AIDS လို့ကြားဘူးပါတယ်เนาะအဲယောဂါတွေကိုသူကဖြတ်နေသူတယောက်ဖြစ်ချင်လဲဖြစ်သွားနိုင်တယ်ဆိုတဲ့အခါကျတော့ဒီကုန်းရံနဲ့တူတဲ့မိမတွေကเนาะကျွန်တော်တို့လောကကြီးတော့ကောင်းကျိုးမပြုတ်ပါဘူးเนาะကောင်းကျိုးမပြုတ်ဘူးဟုတ်လားကုန်းရံစားပြီလို့ရှိရင် ျွန်တော်တို့ဒီကိုယ်ရစားတဲ့အကျိုးကျေးဇူးကြောင့်ကျွန်တော်ဒီပါဇက်ကင်စာတွေတဖုံးကင်စာတွေเนาะဖြစ်နိုင်တာလည်းရှိတယ်เนาะဆိုတဲ့အခါကျတော့ကိုယ်ရနဲ့တူတဲ့မိန်းမကတော့ကျွန်တော်လောကယူလုံးဝအကောင်းကျိုးမပြုပါဘူးအဲနံပါတ်1အနေနဲ့ PK နဲ့တူတဲ့မိန်းမเนาะဟုတ်တယ် PK လေးကတော့ကျွန်တော်ဒီဟူစပြီးတော့ဟိုထုတ်လေးဖောက်ပြီးတော့ကျွန်တော်စားလိုက်ပြီးပါဇက်တွေစားလိုက်ပြီးဆိုတဲ့အခါကျချုံမြင်နေရောချုံမြင်နေတဲ့အခါကျတော့ကျွန်တော်ဒီအတူရဲ့ကြီးစားပဲဖြစ်ဖြစ်သူ့ရဲ့အမျိုးသားပဲဖြစ်ဖြစ်ပေါ့ဗျာเนาะအာတမရတနုနဲ့စားတယ်ဒါပေမဲ့ ပြီးခဲ့တဲ့ထုံးစံအရာဒီချွင်းကန်းတွေရဲ့ထုံးစံအရာသူ့ရဲ့အချိုရည်လေးတွေပေါ့နော်ဒီချိုရည်လေးတွေကတဖြည်းဖြည်းနဲ့ကုံသွားတဲ့ခါကျရင်ကျွန်တော်ဝါးလာတဲ့ခါကျရင်ကြာကြာဝါးလာတဲ့ခါကျရင်ဘာဖြစ်လဲပါးတွေညောင်းလာတယ်ကရွင်းနံကိုမှွေးကြိုင်စေတယ်ခဏတာကျွန်တော်တို့ကရွင်းနံကိုမှွေးကြိုင်စေတယ်ဒါပေမဲ့ကြာကြာဝါးတဲ့ခါကျတော့သူ့မှာအချိုရည်လည်းမရှိဘူးနော်အဲထုံးလေးလည်းကောင်းပဲယောက်ျားလေးတွေကမိန်းမတယောက်ကိုနော်အဲ့လိုပဲသူတို့ရဲ့ချုံမြင်တဲ့အရာတွေကုံသွားတဲ့အချိန်မှာနော် ချိုမင်းနဲ့ရတဲ့ကုံသွားတဲ့အချိန်မှာအဲ့ယောက်ျားသူ့ကိုဆွန့်ပစ်လိုက်ပြီဆွန့်ပစ်လိုက်ပြီဆိုပေမဲ့အဲ့လိုပီကယ်နဲ့တူတဲ့မိန်းမတွေကြတော့ခုနကပြောတယ်ကျွန်တော်ဒီ900နဲ့တူတဲ့မိန်းမတွေနဲ့တော့မျိုးမျိုးတော့သူကပတ်ဝန်းကျင်ကိုအများကြီးတော့မထိခိုက်ဘူးဒါပေမဲ့တယောက်တော့သူ့အတွက်တော့ထိခိုက်နိုင်သေးတယ်နောက်တစ်ယောက်ပေါ့နောက်တစ်ယောက်ပေါ့ကျွန်တော်ဒီကူပီကယ်တွေကိုကျွန်တော်စားပြီးလို့ကျွန်တော်တို့ဒီထွေးထုတ်လိုက်ပြီးထွေးထုတ်လိုက်ပြီးတော့ကျွန်တော်ဒီနိုင်ရမှာကတ်ခဲ့ပြီးဒါမှမဟုတ်ရင်ဒီမှာထိုင်နဲ့ထိုင်ကုန်ဒီမှာများကတ်ခဲ့ပြီးဆိုလို့ရှိရင်နောက်တစ်ယောက်ကမတိပဲနဲ့အဲ့မှာအောက်မှာပီကယ်မရှိပဲနဲ့ ထိုင်လိုက်ပြီလေဆိုပါစို့ထိုင်လိုက်ပြီဆိုရင်အဲ့လူရဲ့ဒါလုံကြီးပဲဖြစ်ဖြစ်ဘောင်းမီပဲဖြစ်ဖြစ်เนาะကတ်သွားတဲ့အခါကျသူ့ရဲ့စိတ်ထဲမှာကတိကောင်းနိုင်သွားတာမျိုးတွေပါလေဒါကြုံရတဲ့အခါကျတော့အဲ့ဒီဒီတော့ဒီချွင်းကန်းပေါ့เนาะဒီချွင်းကန်းပြီးကင်းနဲ့တူတဲ့မိမကတော့အဲ့လောက်အန္တရာယ်မများဘူးเนาะတိုးပေမဲ့နံပါတ်3နံပါတ်3ကျွန်တော်ဒီအုံးကက်စီနဲ့တူတဲ့မိမကကြတော့เนาะကျွန်တော်တို့ ဟိုဘယ်လိုပြောမလဲဆိုတော့ကျွန်တော်အုံကစီတော်တော်ငယ်ငယ်တော့ဆိုရင်ကျွန်တော်ចောင်းစီတွေပိုင်းမှာတော်တော်များများစားဘူးပါတယ်เนาะအခုလည်းရှိပါတယ်အခုလည်းအုံကစီဆိုတာရှိပါတယ်เนาะအဲ့ဒီအုံကစီကြတော့ကျွန်တော်ဒီပဇက်တဲ့ကိုထည့်လိုက်ပြီးဆိုတော့လည်းခြုံနေရောအဲ့အဲ့မှာအုံသီးလေးတွေပါလာလဲအုံသီးလေးတွေကအစိမ့်ရတာလေးအချိုရတာလေးတွေနဲ့လာပြီးလက်ဒါပေမဲ့အဲ့ဒီအုံသီးအဲ့ဒီအုံကစီကိုကြတော့ကျွန်တော်တို့စားတဲ့သူတွေကထွေးလည်းမပြစ်ဘူးဗျเนาะကြကြဝါလို့ပါဇက်ညောင်းလည်းမဖြစ်ဘူးပါဇက်ညောင်းတာတွေပါလည်းမဖြစ်ဘူးသူကကြတော့ သူ့ရဲ့အရသာအကုန်လုံးကုန်ပြီးတဲ့အချိန်မှာကျွန်တော်တို့ကအဲ့ဩကတ်စီရဲ့ဩကတ်စီတလုံးစားလို့ရှိရင်အဲ့ဩကတ်စီရဲ့အကုန်လုံးပေါ့နော်အကုန်လုံးကိုကျွန်တော်တို့ကမျိုးချပြီးတော့ကျွန်တော်တို့ရဲ့ဒီအစာရင်ထဲမှာတင်းစေလိုက်တယ်ဆိုတော့ကကြတော့ယောက်ျားကောင်းနေနဲ့တွေ့ပြီးတော့ယောက်ျားကောင်းနေရဲ့တသက်လုံးချစ်ခင်ယူရမှုကိုခံရတဲ့မိန်းမပေါ့ဗျာဩကတ်စီနဲ့တူတဲ့မိန်းမပေါ့နော်အဲ့ဒီမှာအခုကျွန်တော်ပြောခဲ့တဲ့မိန်းမ၃ယောက်ထဲမှာเนาะကျွန်တော်ရဲ့ဒီအခုနောင်လာနောင်သားအမျိုးသမီးတွေကိုကျွန်တော်ဗာလေးပြောခြင်းလဲဆိုတဲ့အခါကျတော့ ကွန်းရာနဲ့တူတဲ့မိမလူမျိုးဘွာမျိုးကိုမဖြစ်အဖြစ်မခံကြပါနဲ့နော်ထိုနည်း၎င်းပဲချွင်းငန်းကျွန်တော်ဒီခုပီကေနဲ့တူတဲ့မိမလည်းအဖြစ်မခံပါနဲ့အုံကက်စီနဲ့တူတဲ့မိမဖြစ်အောင်ကြိုးစားကြပါလို့ကျွန်တော်ပြောချင်ပါတယ်နော်အဲ့ဒီမှာယောက်ျားလေးတွေကိုလည်းကျွန်တော်ဗာပြောချင်လဲဆိုတဲ့အခါကျတော့နော်ကိုကြောင့်နော်တပားသူရဲ့တရွေးကတည်းကပက်လက်မျောတဲ့ဒီအခုကွန်းရာနဲ့တူတဲ့မိမမျိုးတွေမဖြစ်သွားပါစေနဲ့အဲနံပါတ်2အနေနဲ့ ဒီအခုချွေးငန်းပေါ့နော်ဒီအခုပီကယ်နဲ့တူတဲ့မိမမျိုးဦးလည်းအဖြစ်မခံကြပါနဲ့ဗျเนาะဒါယောက်ျားလေးတို့ဒါကျွန်တော်ပြောတာဟုတ်လားနံပါတ်3ဒီအခုကျွန်တော်ဒီအုံကက်စီနဲ့တူတဲ့မိမမျိုးပေါ့နော်ကိုယ့်ရင်ထဲမှာတသက်လုံးတင်းထားနိုင်တဲ့မိမမျိုးကိုဒါကိုယ့်ရဲ့ကရင်ထဲမှာထည့်ပြီးတော့တသက်လုံးမျိုးချပြီးတော့တင်းစေထားပါလို့ပြောကြရင်လည်းကျွန်တော်ဒီနေ့ဒီဗီဒီယိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ဒီဗီဒီယိုမှာကျွန်တော်နောက်ဆုံးပြောချင်တဲ့စကားကတော့မိန်းကလေးတွေအမျိုးသမီးတွေကိုတန်ဖိုးကိုကိုတိပါတန်ဖိုးတိမှတန်ဖိုးရှိတာပါ နော်ကိုကိုတိုင်းကကိုယ့်ရဲ့ဘဝကိုကိုယ့်ရဲ့အပြုအသင်ဘဝတွေကိုတန်ဖို့မထားဘူးဆိုလို့ရှိရင်နော်ဒီပြင်သူတွေကလည်းတန်ဖို့ထားမှာမဟုတ်ပါဘူးဆိုတဲ့အခါကျတော့အညာမလွယ်ကြပါနဲ့နော်အားလုံးပဲမင်္ဂလာပါခင်ဗျာ